စင်စရာဖြစ်ဘူးသောယဟန်ဝိတုဒါဟိအေဒေတံအစရှိသောဤတရားဒေသနာတော်ကိုမြတ်စွာဘုရားသည်ဇေတဝန်ကြောင့်တော်၌နေတော်မူသင်တယောက်သော စင်စရာဖြစ်ဘူးသောယဟန်ကိုအကြောင်းပြုဟောတော်မူလေ၏ထိုယန္တိတနေသ၌အာသီရဝတိမြေကန်းနာ၌တသိသောစင်ကိုသုံးမအံ့ဟုမိမိအလိုရှိရသောအကြောင်းကိုတင်ယူစိန်သောငါမတတ်နိုင်သော စင်ဆုံးမတတ်သော စင်တရားကိုမြင်ရလျင် အန္ဒီ၌ဒီနေကြကုန်သောယဟန်တို့ကိုခေါ်၍ငါရှင်တို့ဤစင်စရာသည်ဤစင်ကိုဤမိသောနေရာ၌အကယ်၍ထိုးညာအံ့လင်းမြန်သောသာလျှင်ဤအကြောင်းကိုတင်ယူစေနိုင်ရာဤဟုဆိုလေတည်းထိုသင်ထိုစင်စရာသည်ထိုယန်းဤစကားကိုကြားရသဖြင့်ယဟန်ဆိုတိုင်းပြုလက်သည်ရှိသော ထိုစင်ကိုကောင်းကောင်းကောင်းယဉ်ကျေးအောင်ဆုံးမနိုင်၏ထိုယန်းတို့သည်ထိုအကြောင်းကိုမြတ်စွာဘုရားအားခြောက်ကြားကြလေကုန်၏ဘုရားရှင်သည် ထိုယံကိုခေါ်သေးတော်မူ၍တင်သည်ဤသို့ဆိုသောဟူသည်မန္တလောဟုမေတော်မူသောကြောင့်မြတ်စွာဘုရားမှန်လာပါသည်ဘုရားဟု၆သည်ရှိသောပြည့်ရတော်မူပြီးလျင်မဖူမအရှင်ဤဖြစ်သောယောက်ျားတင်အားစင်းရင်ဖြင့်၎င်းတပါသောယင်ဖြင့်၎င်းယင်ကြီးယင်ဖြင့်၎င်းအဘယ်ကျိုးရှိရနည်းဤယင်တို့ဖြင့်မရောက်သဘူးသောအရာတို့သွားခြင်းငါဆွနိုင်တော်သူမည်သည်မရှိ။ ကောင်းစွာယဉ်ကျေးအောင်ဆုံးမအပ်သောမိမိကိုယ်ဖြင့်မရောက်သဘူးသောအရက်တို့သွားခြင်းငါတက်ကောင်း၏ထိုကြောင့်မိမိကိုယ်သာလျင်ဆုံးမလောထိုစဉ်တို့ကိုဆုံးမသဖြင့်တင်းအားအဘယ်ကျိုးရှိရနည်းဟုမိန်တော်မူ၍ဤခါရာကိုဟောကြားတော်မူလေ၏နာဟိဧတိဟိယာနေဟိကေစီယာအဂရန္တိလံယထတနာတုထန္ဒီနာထန္တော်တန္ဒီနာကေသတိ ဣတိဟိယာနေဤစင်ရင်စသောယင်တို့ဖြင့်အဂတံမရောက်အသဘူသောကြောင့်အဂတဟုဆိုအပ်သောတိသံနိဗ္ဗာန်ဟုသောယသို့နာဟိကိစေယမရောက်နိုင်ရာတယောက်သောသူသည်အိမ်မက်ဖြစ်တော်လဲမရောက်သဘူသောကြောင့်အဂရဟုဆိုအပ်သောနိဗ္ဗာန်ယသို့ဤစင်ရင်စသည်တို့ဖြင့်မရောက်သပောင်းဟုလို့ ယထာရောက်နိုင်ရသောအကြောင်းကသူတံဒိနာကောင်းစွာသုံးမအပ်သောအတ္တနာမိမိကိုဖြင့်၎င်းဒံဒိနာဘာဝနာမှသုံးမကြဖြင့်၎င်းဒံတော်ယင်ကြည်ပြီးသော သူသည်ကိသတိရောက်နိုင်၏ရှိဖို့၌သကုသသောအိန္ဒြေတွေကိုသုံးမခြင်းဖြင့်၎င်းနောက်ဖို့၌အရိယာမတ္တရားပွားများခြင်းဖြင့်၎င်း ကောင်းစွာယဉ်ကျေးခြင်းဖြင့်ယဉ်ကျေးပြီးသောပညာရှိပုဂ္ဂိုလ်သည်ထိုမရောက်သဘူးသောရက်သို့ရောက်၏ထို့ကြောင့်မိမိကိုယ်ကိုသုံးမခြင်းသည်